ာစီးရည်လုံးတော့မှာအာကျွန်တော်တို့လိုင်စင်လေးပါလာဆိုကိစ္စကိုကိုကြီးကစိတ်လက်ခံပြီးလို့မရအောင်ဟုတ်ပြီလားဒါပြတ်ပတ်မပြောင်းရည်လို့ရတော့တစ်ထောက်ညောက်ရည်ပြောရတော့ဟောဒါဖန်ကျစီးရည်သူကြီးဘက်ကဒါချိုးရင်းချက်ကိုကိုကြီးကတင်ပြနိုင်ငံတကာအင်အားစုကသိရှိပြီးတော့အမှန်နဲ့တရားဘက်ကိုပြတ်ပြတ်သွားတာချက်ပြီးဒီချီဝိုင်းကိုဂျွန်ဒလိုင်းအောက်ကစတော်တင်မှာပထမဆုံးရာခိုင်နှုန်းတိတ်ဒီပိုက်ပြီးရဆိုတဲ့အန်ဒီကနေ90ရာခိုင်နှုန်းထပ်လာဘိုင်းတော်တင်ပြောင်းလဲပေါ်နိုင်ဘာလို့လဲကျွန်တော်ကဒီပညာရှင်ပစ္စည်းတွေ မဝင်နိုင်တဲ့အနေအထားမျိုးကြောင့်ကျွန်တော်တို့အီရတာဖြစ်ပါတယ်ဟိုင်းချရမီဝပီတူညိုကိုမော်မာမြားအလုံးပဲမင်္ဂလာပါ news beat channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကျွန်တော်ညလက်ပိုင်းဗီဒီယိုသဘောတွေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးကြားသေးတဲ့ဥဖျပြတော်လန်သတင်းထိုးသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ အခုခုမြို့ချေဆက်စစ်ကောင်စီတမတရတဲ့လျောက်ခံပြည်သူစစ်ခေါင်းဆောင်ကျော်စိုးနိုင်တဲ့အဖွဲ့ကိုလမ်းအနေပြီးမှဂျက်ဖက်တက်ခိုက်ခဲ့လို့လေးဦးတည်ဆုံးပြည်လင်းနဲ့ခန်းချိုးပါတင်းစရရှိခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ် ကားတွေကဆုတ်ပြတ်မောင်းမရဘူးဂရိတ်နဲ့တင်သွားရတဲ့စပရင်မှာအဲ့ဒီတိုက်ခိုက်မှုမှာပြည်သူစစ်တွေစီးနင်းလာတဲ့ရင်းနှစီးနဲ့ဆလင်ပြည်တော်မှာတရင်16ကတောင်ရှိသူတူကနေပြည်တော်မှာပြောဆိုထားတာဖြစ်ပါတယ်တိုက်ခိုက်မှုတွေမှာဆိုတော့ပြန်လည်ပြတ်ခတ်ချိန်55မိနစ်ခန့်ကြာမြင့်ပြည်တော်မှာပြည်သူစစ်ကောင်းဆောင်ကျော်ဆိုးနိုင်အပါဝင်၄ဦးတည်ဆုံးပြီးသူတို့ထားနေပြည်တော်မှာ MA3 တလက်ပစ္စတိုတလက်ဖုန်းလေးတုံးခဲအနေနဲ့သူငွေသား33သိန်းသိန်းဆယ်ရရှိခဲ့တဲ့စပရင်မှာကျတို့ ဘဟုကိုခရိုင်တရင်16ခုနဲ့ပြုံးမှာပဲအတိအပြည့်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ခုဆိုရင်ပြူခွေးတွေရာဆိုတော့ကျွန်တော်တို့ပြည်သူတွေနေတွေကိုမြမြတိုင်ဝင်ရောက်စီးနှင်းပြီးတော့မှမိရှုမှုတွေလှုပ်ဆောင်ဖို့လာတဲ့အချိန်မှာကျွန်တော်တို့တော်လန်တဖို့ဝင်နေတယ်ပြီးတော့မှလက်နဲ့တင်းဆောင်ဆိုင်ပြီးတော့မှတိုက်ခိုက်ခဲ့လို့အခုဆိုရင်သူတို့ခေါင်းဆောင်ပေါဝင်ကျန်တဲ့ကောင်တွေမျိုးစာဖြစ်ပြောင်းလဲခံရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့စကိုင်းတိုင်းကောင်ဘလူးမျိုးပေါ်လန်တဲ့ရှောက်မှာအရမူးပြီးတော့မှတွေ့တဲ့စာတချင်းဆိုခဲ့တဲ့အကြောင်းကြီးပေါဝင်၃ဦးကိုစစ်ကောင်စီရဲ့နေပြီးတော့မှ ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကမ်ဘလူမျိုးအထက်ကတဲ့ကျောင်းဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးစိုးတင်းနဲ့ကျောင်းဆောင်ဦးညွန့်ဝင်းတို့ဟာဆိုတော့မေလ22နေ့ညနေမှာ KTV နဲ့ BSN နဲ့ပြန်စကက်စီရင်မြို့ပေါ်လန်းတဲ့လျှောက်တွေးစစ်စာတခြင်းအော်ဆိုခဲ့ကြပြီးတော့မှ သူတို့သုံးကိုမေလ28ရက်နေ့စစ်ကောင်စီရဲ့နေပြည်တော်မှာနိုင်ငံတော်ကြီးညိုပြစ်စင်မှုနဲ့ကျောင်းဝင်တွင် လာဖမ်းသွားတယ်ဆိုပြီးတော့ပြောဆိုထားပဲဖြစ်ပါတယ်။အခုလက်ရှိအထက်ကတင်မှာကျောင်းဦးကြီးလည်းဖြစ်နေတာရဲ့ဂျန်တဲ့နှစ်ယောက်ကလည်းအထက်တန်းပြတဲ့ကျောင်းဆောင်ဖြစ်နေတော့မြို့ပေါ်လူတွေလည်းအံ့ဩနေတာ။အဲဒီကမင်းလန်းပေါ်နေတဲ့လူတွေအကုန်လုံးသိတယ်အထူးဆန်းဖြစ်လို့ထွက်တောင်ကြီးကြတယ်ပြီးတော့ သူတို့နေတဲ့เจ้าမှာလည်းအဆောင်ပြူတွေရှိတယ်လေအဲနေကเจ้าမှာခါဝင်ထိုးခိုင်းတယ်လို့ပြောတာပဲချက်ချင်းမဖမ်းဘူး28ရင်းနေကမှနိုင်ငံတော်ကြီးညိုပြစ်စင်မှုဆိုပြီးတော့မှအထကားတဲ့เจ้าဝင်တွင်လာဖမ်းသွားတယ်ဆိုပြီးတော့မှကျွန်တော်ကမလူမျိုးခံတူရနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်ဒါတော့ဗောနော်ဝါတဝါရဲ့ဥဆောင်မိုးနဲ့သူဟိုဆိုရင်ပြူခွေးတွေနဲ့စက်ကောင်စီရနေပြီးတော့မှသူတို့နိုင်ငံတော်ကြီးညိုပြစ်စေတဲ့ဘာညာနဲ့ဖန်စီသွားတာဖြစ်ပြီးမှကိုလူကိုချင်းချင်းတောင်းပါဗောနော်ပြန်ဖမ်းတဲ့ကိစ္စတွေကျွန်တော်ခွေးပိုင်ခတ်စစ်စစ်ကြားနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေခင်းမိတ်မှာပထမဆုံးအနေနဲ့ချက်မှာကတော့ဘူကြီးနေမျိုးစရိုင်းနေပြီးတော့မှကျွန်တော်တော်လိုင်းအောင်ပွဲတွေညစွာရရှိနေတဲ့အချိန်မှာကျွန်တော်ပြည်တွင်းပြည်ပရောက်နေတဲ့ပေါ့နော်ပြည်သူတွေအားလုံးကနေပြီးတော့မှဒီတော်လိုင်းမှာထက်ထဲဝင်ပူပေါင်းပွင့်ပေးရမယ်နောက်ဆုံးအချိန်ရောက်နေပြီဆိုတဲ့အကြောင်းသူကနေပြီးတော့မှဒီချာလေးရှင်းပြထားတာဖြစ်ပါတယ်ဘူကြီးနေမျိုးစင်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်ပွဲပြီးကနေအချိန်မှာပြင်ပန်းဆုံးအချိန်ဖြစ်လို့ဟိုပွဲပွဲကြည့်ပေးတတ်ခဲ့လာအားပေးမှုကိုဖြောင်းဖြောင်းဖြားဖြားနော်တညီတဲ့တညာတဲ့ အာရှင်းစကောပိုင်းဝင်တော့မကလို့ပါတိုက်ရသူကိုဘိုက်ကူတဲ့ချိန်မှာဘလောက်ပြင်ပန်းနေပြီပြန်လို့ဝင်တဲ့သူဟာအားပေးတန်တဲ့သူမတိစိတ်တိစိတ်နဲ့ခွန်အားတွေပေါ်ပေါက်လာပြီးတော့အပြင်းထန်ရုန်းကန်နေတဲ့အနေအထားမျိုးကိုလည်းဟိုအားလုံးတွေ့ကြုံရှိကြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့နိုင်ငံတကာအင်အားစုတွေကတန်တမာရေးနီလန်းရလည်းပဲပြောတင်ပြောထိုက်တဲ့အကြောင်းအရာတွေပြပြသားသားမတိယူတန်ရွှေဆန္ဒပြလာပြီးတော့အဆဖြစ်ပေါ်လာတဲ့ယူကရိန်းနဲ့ ဒီရုရှားစစ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့မြန်မာပြည်တွင်ဒီဒီဒီခုခံတွန်းလှန်စစ်ပေါ်မှာနိုင်ငံတကာအစိုးရတွေဘက်ကပြည်ပြသားသားနဲ့မတွေ့မွေမရင်းရင်မင်းနဲ့ဝင်ရောက်ကူညီဖို့ပြပပေးတောင်းဆိုတာမျိုးအစိုးဒါတော့နောက်ဆုံးအနေနဲ့ကတော့ပြည်ပရောက်နိုင်ငံတကာနိုင်ငံရောက်နိုင်ငံတကာရောက်ပြီးသူအားလုံးအနေနဲ့လုံနိုင်တာတခုတော့ရှိပါတယ်အခုမြေပြင်အခြေအနေကစစ်ရှုံးကောင်စီရဲ့အနေထားဟာအတဲတဲပဲရှိတော့တယ်ဆိုတာတွေ့ရပါတယ်အခုကျွန်တော်တို့ကင်နီကိုအပြင်းထန်ထိုးစစ်ဆင်ပြီးအဖိနေပြီမဲ့သူဟာကျန်တဲ့စစ်မျက်နှာပဲတည်တည်မှာပြ ော်ရီတိုင်းဆိုလည်းပကိုးနဲ့ရန်ကုန်အထိကတ်လာတဲ့အထက်ကတ်တတော်အပေါ်ဝင်ပေါက်တက်စကိုင်းမြေမြင့်ကြီးကတ်လာတဲ့စစ်မြေပြင်ရှမ်းမြောက်မြောက်ဆိုလည်းပဲခု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 ချက်ချင်းကို upside down ပြောင်းလဲသွားနိုင်တဲ့အခြေအား green ပြည်နယ်မှာဆိုလည်းဖန်တဲ့မော်လမြိုင်မြို့တော်မှာအကြံငင်ချင်းချောက်ခံရတဲ့အခြေအနေဒီအခြေအနေဒီမှာကျွန်တော်တို့အားလုံးဟာစူးစီးစီယုံညီညွတ်လာတဲ့ ERG တွေနဲ့ PDF အပါအဝင် NUG MOD ကောင်းဆောင်မှုရဲ့အဲဒီဒီနေလူတော်လိုင်းရဲ့ရွေးကောင်းအားလုံးရဲ့ပေါင်းစပ်ပြီးတော့ချက်ချက်ချိုးပန်းနေတဲ့အချိန်မှာပြပနိုင်ငံတကာရောက်အင်အားစုတွေဖက်တာဆနစ်တကြ နော်အင်ကုန်အားကိုတစ်ခုခုပေါ့စုစည်းမှုပေါ့နော်တယောက်ကိုဒေါ်လာဖြစ်ဖြစ်10ဒေါ်လာဖြစ်ဖြစ်တကယ်တကယ်ဝမ်ဝမ်ကောက်ခံပြီးတော့ဒီ new dollar ရဲ့အတွက်ကိုကြီးမားတဲ့ဒူးတဲ့ကြီးဖြစ်အောင်ဝမ်ပတ်ပုတ်ပြည့်ဆိုဥပမာဆိုရင်ထိုင်းနိုင်ငံမှာဆိုရင်ကျွန်တော်တို့မြန်မာပြည်သားအနည်းဆုံး9တန်းထက်ရှိအင်း9တန်းထက်ရှိကဲအဲ့ဒါတစ်လမှာတယောက်ကိုတစ်ပတ်ပဲကိုအားလုံးတက်ညီလက်ညီနဲ့ငါတို့ကအမှန်တည်းတရားအတွက်ငါတို့နိုင်ငံတော်ရဲ့အနာဂတ်ငါတို့လူချင်းမှာရှိတဲ့ချွေးနေစားတွေကပေါ့စုပြစ်စစ်တက်လုံးမယ်ကွာဆိုတဲ့ယုံကြည်ချက်နဲ့တယောက်ကိုတစ်ပတ်ပဲလုပ်လို့အနည်းဆုံးတစ်လောက်ကိုပတ်ချုပ်တမ်းရတယ် တပတ်နေတယ်ကွာငါတို့မြန်မာနိုင်ငံကိုဒီကအကြမခံနိုင်ဘူးငါတို့တော်လိုင်းအောင်မင်းရဲ့လည်းတပတ်နေကနေငါတို့ PDF ကအပါဝင်တော်လိုင်းတက်တွေအတွက်လိုအပ်တဲ့ဒီပညာပစ္စည်းတွေဝယ်မယ်လို့တယောက်ကိုဘတ်တရားထဲမှာကွာငါတို့ Timing Internet ရှော့စားမယ်ဘာလို့ဈေးသွားဝယ်စားရင် Timing Timing Internet ကဘတ်80ကဘတ်80ရရှိတယ် Timing Internet ငါတက်တလာဆုံးက Internet ရှော့စားဘတ်တရားဒီထဲမှာကွာဘတ်တန်းပေါင်း600ရတယ်တလာတော့တင်းကျွန်တော်ရတယ်အဲ့အားလုံးကညီညွတ်မယ်ဆိုရင်နိုင်ငံတကာရောအများစုကြီးဒါသူတို့လုတ်ခဲ့ကြပါတယ်ဘယ်လိုမှမပြောပါဘူးဒါပေမဲ့ကျွန်တော်တို့အထက်မှာအခုကနောက်ဆုံးပိတ်အပြင်းထန်ရုန်းကန်ရမယ့်အချိန်မှာကျွန်တော်တို့ ို့ဒီပညာရှင်တွေရှိတယ်လို့လေဒါမိုဘိုင်ဒီဖြစ်ဖို့လေမော်တော်ယာဉ်တွေလို့လေကသူကတားလိုက်မော်တော်ယာဉ်တွေပြက်ကားတွေတာယာမရှိမှန်နေကွဲဘာလို့ရန်သူဘက်ကပြက်ခတ်တယ်ပြက်ခတ်တယ်တော်တော်ရင်တော့ဘာလို့ခုကားတွေမရှိဘူးဘေးအရာဆိုဘုကစစ်တပ်ကသူကားနဲ့သူစုစည်းပြီးတညာတော့အင်အားထောင်ချီဆွဲတဲ့အချိန်မှာကျွန်တော်တို့ပရိုဂရမ်တက်ဖွဲ့တယ်အဲထောင်ချီအင်အားကိုသွားရင်စမ်းတယ်ကားတွေမရှိဘူးဒီပညာဆက်သွယ်ပစ္စည်းမရှိဘူးဘာအဲ့လိုမျိုးနေထားတဲ့ကိုနိုင်ငံတကာအင်အားဆိုတာသိရှိပြီးတော့အမှန်နဲ့တရားဘက်ကိုပြက်ပြက်တော်တာရက်ပြီးဒီဒီချီဝိုင်းကုန်ရင်ဂျွန်ဒလိုင်းအောက်ကအတော်တက်မှာ80ရာခိုင်နှုန်းတိတ်ပိုက်ပြီးရဲ့ဆိုတော့ အမီကနေ60ရာခိုင်နှုန်းထက်ကိုလဘိုင်းတော်တင်ပြောင်းလဲသွားနိုင်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီပညာမြင့်ပစ္စည်းတွေကိုမဝယ်နိုင်တဲ့အနေအထားမျိုးကြောင့်ကျွန်တော်တို့ဒီလာဖြစ်ပါတယ်အဲ့တော့ဒီပညာမြင့်ခုခံတွန်းလှန်နိုင်တဲ့ဒီတွန်းလှန်ရေးစစ်သုံးပစ္စည်းတွေကိုရရှိဖို့နိုင်ငံတကာရောက်ပြည်သူတွေအခုချိန်မှာအားလုံးနုံနုံကြကြနဲ့ဝိုင်းဝန်းပေးကြရမယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မှုပေးကြရတယ်ကျွန်တော်ပြောချင်ပါတယ်ခင်ဗျအားလုံးလည်းတို့ကျေးဇူးတင်ကြောင်းနဲ့တပါးတယ်လည်းပြောချင်ပါတယ် ဒါတော့ဗောနော်ဘူဂျီနေမျိုးစင်အနေဖြစ်တော့မှာကျွန်တော်တို့ဒီတော်လိုင်းမှာဆိုတော့ငွေကြီးမိုက်ဆိုင်ရာခက်ခဲရှိနေတယ်ဆိုတော့ကျွန်တော်ပြောဆိုထားတာဖြစ်ပြီးတော့မှာပြီးပါရောက်နေတဲ့ပြည်သူတွေဘက်ကနေပြီးတော့မှာတန်းနေတယ်ဆိုရင်ဒီတော်လိုင်းရဲ့နောက်ဆုံးအချိန်ပို့ပြီးတော့မှာအားဆိုင်ပေးချဖို့တောင်းနေပြီးတော့မှာတိုက်တွန်းပြောဆိုထားတာပဲဖြစ်ပါတယ်အဓိကတော့စစ်ကောင်စီရဲ့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေပေါ်မှာရစဲရုံမာတဲ့နေလန့်တွေနဲ့သူတော်လိုင်းရဲ့ကိုဖြစ်လို့ဖြစ်စီလုံးနေတဲ့ကိစ္စတွေကြောင့်ကျွန်တော်အခုဆိုရင်တော့ပြည်သူတွေလုံးကနေပြီးတော့မှာကိုတန်းတဲ့ဘက်ကနေပြီးတော့မှာကူညီပေးနေတဲ့အချိန်မှာကျွန်တော်ပြီးပါမှာရောက်နေတဲ့သူတွေကနေပြီးတော့မှာလဲပါနော် ကိုတက်တဲ့ဘက်ကနေပြီးတော့မှအခုဆိုရင်ပံပုတ်ကူညီဖို့လွမ်းနေတာပဲဖြစ်ပါတယ်စကောင်စီရဲ့ဝတ်တောက်ကားတွေကိုဖမ်းဆီးတဲ့ကိစ္စဆိုတော့ကျွန်တော်တို့ပြည်သူ့ဒေသမှာကတော်လိုင်းရဲဘော်တွေပေါ်မှာလည်းထိခိုက်မှုတွေရှိနေတာဖြစ်ပြီးတော့မှအခုဆိုရင်စကောင်စီအနေနဲ့ကတော့ပိုက်ဆက်တိုက်ချပြီးတော့မှကျွန်တော်တို့တော်လိုင်းတမားတွေကိုအပြည့်ရှင်းမဲ့ကိစ္စတွေကိုစတင်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အောင်မြင်မှုတွေဆက်လက်ပြီးတော့မှရချင်တယ်ဆိုတော့ပြည်သူ့တရားလုံးအနေနဲ့ဒီတော်လိုင်းမှာထဲထဲဝင်ပူပေါင်းဝင်ရင်းနဲ့ကျွန်တော်ရဲ့တော်လိုင်းနောက်ဆုံးလိုင်းလုံးကို အဆုံးတတ်နိုင်ဖို့ပေါ့နော်အချိန်ကာလရောက်နေပြီဆိုတဲ့အကြောင်းလည်းအခုဆိုရင်တော်လန်ရဲဘော်တီတီကနေပြုံးမပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အမေစုနဲ့မြန်မာပြည်သူတွေအားလုံးလူမြောက်နိုင်ဖို့အတွက်ဗီတိန်ဝင်ကြီးချိုးရနေပြုံးမတောင်းဆိုထားတဲ့တရင်ကိုပြောဆိုထားရပေါ့နော်ဦးတင်မြဲဗီဒီယိုလေးကျွန်တော်စပြုံးမနားထောင်ကြည့်လိုက်ရအောင်နော်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြောမပြထက်လောက်အောင်ကြီးမားတဲ့ ခြေကွဲဖွယ်ဖြစ်ရတဲ့မှာဝင်ရောက်ဆက်ဖက်ကူညီချဖို့ဗီဒီယိုဝင်ကြီးချုပ် Kia Starmer ကတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီရဲ့ဖမ်းဆီးအကြေချမှုခံထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့အတွက်လည်းဗီဒီယိုနိုင်ငံသားဖြစ်တဲ့တူတာ Kim Harris ကိုကိုထိန်လင်းနဲ့တွေ့ဆုံဆွေးနွေးကြဖို့သူကတိုက်တွန်းထားပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံရေးအကျဉ်းသား2000တို့ ကြုံတွေ့ရတဲ့အခက်အခဲအန္တရာယ်တွေအကြောင်းရေးသားဖော်ပြထားတဲ့သတင်းဆောင်မတစ်ပုဒ်ထွက်လာပြီးတဲ့နောက်မှာဝန်ကြီးချုပ် Kia Starmer ကအခုလိုတိုက်တွန်းလိုက်တာပါအဲ့ဒီသတင်းထဲမှာအရသာထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်စေတဲ့လေကြောင်းတိုက်ခိုက်မှုမြေပြင်ထိုးစစ်တွေကိုလည်းဖော်ပြထားပါတယ်အဆုလိုက်ပြုံလိုက်တပ်ဖြတ်မှုခေါင်းဖြတ်တပ်ဖြတ်မှုမရိမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်းဖော်ပြထားပါတယ်ဒီနေ့စောစောပိုင်းမှာနိုင်ငံရေးဝန်ကြီး David Lammy ကလည်းဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုတဲ့သတင်းဆောင်မကိုသတင်းစာမှရေးသားခဲ့ပါတယ် Conservative Party လူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌ Tim Lawton ကလည်းမြန်မာနိုင်ငံအခြေအနေဟာသတိပြုဖို့အချက်ပေးခေါင်းလောင်းနိုင်နေပြီလို့ဆိုပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာစစ်ကောင်စီဘက်ကအမှတ်32ရဲတပ်ရင်းနဲ့ဒညဝရီရဲတပ်ဌာနချုပ်ကနေပြီးတော့လက်နက်ကြီးတွေနဲ့အများပြားပစ်ခတ်နေပါတယ်။ RX တပ်တော်ကတော့ထိုးစစ်ကိုယာယီရနှားထားတယ်လို့ဆိုပါတယ်။အရင်လားတွေတုန်းကအပြည့်ရထားတဲ့ကာလတွေမှာစစ်ကောင်စီကလက်ခမော်ရွာကိုဒရုန်းနဲ့ပုံကျဲလို့ရွာထဲမှာရှိတဲ့ဒေသခံအမျိုးသမီး၃ယောက်သေဆုံးသွားပါတယ်။နေလင်းလောက်ပြီးတဲ့နောက်အေဗီလာနဲ့မေလာအတွင်းမှာစစ်ကောင်စီကအပြည့်ရကြေညာထားတယ်လို့ ညီနောင်မဟာမိတ်သုံးဘက်ကလည်းအပြစ်ခတ်ရက်စဲထားကြောင်းကြေညာထားပါတယ်။အခုဇွန်လကုန်အထိလည်းတက်တန်းတုတ်ထားကြပါတယ်။ဒါပေမဲ့နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေကိုဆက်လုပ်နေကြပါတယ်။စစ်ကောင်စီကတော့မြန်မာနိုင်ငံနေရာအနှံ့အပြားမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုနေတိုင်းပြုလုပ်နေပါတယ်။ဒါတော့ပါနော်ကျွန်တော်ပြီးတင်ဝင်ကြီးချုပ်ကိုတိုင်ရနေပြီတော့မှာခုဆိုရင်မြန်မာရေးမှာဂျန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရနေပြီတော့မှာထဲထဲဝင်ပူပေါင်းပြီတော့မှာစစ်ကောင်စီကိုရေးယူပေးချဖို့တောင်းဆိုလိုက်တာဖြစ်တယ်ကျွန်တော်အားလုံးဒီလိုမျိုးသတင်းတွေကြားချင်နေတာနော် ခုဆိုနိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှစာရီဘက်တောက်လျှောက်ထုံးနေခဲ့တာပြီးတော့မှထိရောက်တဲ့အကန့်ခွဲရှုတ်ချမှုတွေမြို့ဆိုင်တဲ့တွဲချုံမလို့ကျွန်တော်ပြည်သူတွေကတော့တော်တော်လေးကိုဒေါသထွက်နေကြတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ပေါ့နော်ပြည်ထောင်နိုင်ငံလို့စူပါပါဝါအင်အားကြီးနိုင်ငံကနေပြီးတော့မှအမေဆုနဲ့မြန်မာပြည်သူတွေလွတ်မြောက်နိုင်ဖို့နိုင်ငံတကာဖွဲ့စည်းတွေအားလုံးကနေပြီးတော့မှတကယ်ကိုလွတ်ဆောင်တည်နေပြီဆိုတဲ့အကြောင်းတောင်းနေပြီးတော့မှတိုက်တွန်းပြောဆိုထားတော့ကြည်ချင်အဖြစ်ကျွန်တော်တို့နိုင်ငံတကာကနေကျွန်တော်တို့မြန်မာရေးမှာဘလော့ထီပေါ့နော်စူးစမ်းပြီးတော့မှပါဝင်ဖို့လွတ်ဆောင်နေချက်ပြီလဲဆိုတာကိုတပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြည်တွင်းမှာ ရှိနေတဲ့ကြောက်ဖြစ်မျိုးကိုအပြည့်တင်ဖို့လုပ်နေတဲ့ A ဘက်ကနေပြီးတော့မှလည်းစစ်ကောင်စီရဲ့မတ်သုံးစနစ်ရဲတပ်ရင်းကိုအပြည့်တင်ပတ်နေဖို့စ조사နေတာဖြစ်ပြီးတော့မှမကြာခင်မှာတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်တရုတ်အချိုးစည်းပွားတွေရှိနေတဲ့ကြောက်ဖြစ်မျိုးဟာဆိုရင်ဒီတိုင်းစစ်သွားအောင်မယ်ဆိုတော့ A ရဲ့လက်ထက်ကိုတေချာပေါက်ကြောက်တော့မှာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်မင်းမြတ်နေပြီးတော့မှထားရောက်မြန်မာရွှေပြောင်းလို့ဒီမားတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောင်းနေပြောင်းစားပြီးပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်တော့ကြည့်လိုက်ရအောင်နော် ်တတိယပါလဲဆိုတော့ထိုင်းရဲ့အစိုးရကညီမလူသမားတွေအဲ့မှာရောက်နေညီမတို့တက်တက်မှရှစ်သန်းနဲ့ချားလူသားတွေကတော့ကျေးဇူးတင်ရတယ်ဘာလို့သူတို့ကိုယာယီနေထိုင်ခွင့်ဆက်လက်နေထိုင်လို့လုပ်ခွင့်6လတက်တက်ထပ်တိုးပေးတယ်ဆိုတဲ့အတွက်ကျေးဇူးတင်ကြတယ်အဲ့တော့ထိုင်းကကျေးဇူးတင်ခံရခြင်းဆိုတဲ့တတိသူစားလိုက်ရတယ်ဒုတိယတတိလည်းထပ်စားရတယ်အဲ့ဒါဘာလဲဆိုတော့အဲ့တက်တက်မှရှစ်သန်းစီကနေတယောက်ကိုဘတ်တထောင်ပဲကောက်တစ်နှစ်စာဘတ်တထောင်ပဲကောက်ခဏနော်ယူလေးတော့ဘတ်တထောင်ပဲကောက်ဒီထိုင်မှာတက်တက်လေးတိုးပေးလိုက်တာဗျာဘာမှမထုတ်ဘူးအဲ့နောက်ထပ်နောက်ထပ်တစ်နှစ်6လနေထိုင်တက်တက်လုပ်လုပ်ခွင့်ပေးပါသေးဆိုပြီးတိုးလိုက်တယ်တထောင်ပဲတော့ တထောင်ပဲကောဘတ်တထောင်ပဲကောလူတက်တက်တက်ရှစ်တန်းဆိုတဲ့အတွက်ဘတ်မလို့ဘူးနော်ဘတ်တန်းထောင်ရှစ်ဟာအဲ့ဒါကိုဇွက်ခနဲ့ထိုင်းအလုပ်ကောင်းကြီးစားအဲ့ဒါကိုဝက်ခနဲ့ဝက်ခနဲ့ဝင်သွားတာတန်ပတ်တန်းထောင်ရှစ်ဟာ1.8ဘီလီယံဘတ်ပေါ့နော်ဘတ်1.8ဘီလီယံပေါ့အဲ့လောက်ကြီးအဲ့လောက်ထိခိုင်းရပတ်ဆိုင်ရပါလားအဲ့တော့တထောင်ကမလားခင်ဗျာတွက်ကြည့်တနည်းပါလို့တထောင်ကမလားတထောင်ကဘူးအများကြီးအများကြီးရသွားအောင်ပါအဲ့တော့ထိုင်းနေပတ်ဆိုင်ရှာပုံရှာနေရမြန်မာလူသမားတက်တက်တက်ရှစ်တန်းစီကလည်းပတ်ဆိုင်ကိုရအောင်ရှာရတယ်ရအောင်ရှာရတဲ့အတွက်ပတ်ဆိုင်ကတော့ထိုင်း ထိုင်းအာနာမိုင်းကတော့ပတ်စံတော့တပိတ်ဝင်အိတ်ဝင်ရပါပြီအဲ့တော့ကျွန်တော်ကဘတ်ထောင်းလိုက်တော့ခိုင်းတယ်နော်အခုနောက်ဆုံး latest information ကိုကျွန်တော်ခုထိမမေးရစုံစမ်းလို့မရသေးလို့မသိရသေးလို့ပေါ့အခုညထိကျွန်တော်မမေးရသေးလို့ပြီးတော့တဲကိုဘယ်လောက်ကောက်နေတယ်ကျွန်တော်နောက်ဆုံးမသိရသေးလို့သိရလားသိရရင်ခင်ဗျားတိကျပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အခုခင်ဗျားတို့အကြမ်းမြင်လေးပဲယူထုတ်ပြတာဘတ်တထောင်းပဲကောက်တထောင်းပဲကောက် လူတက်စားရှင်းတဲ့ဆိုတော့ဘတ်တန်း1800အตาလေးပဲဘတ်ခနဲ့ကွာခနဲ့တိုင်းဆိုရရတော့အဲ့ဒီတွေအလုပ်လုပ်တဲ့လောကလောကနှုံးကဘာလို့ထိုင်းလောက်ကတို့ထိုင်းရဲတို့တိုင်းလုံသမားတို့ကဒစိတုံးလေးထုပေးရုံပဲအကြားတဲ့ CI ကုမ္ပဏီတွေအကြားတဲ့နေဟုတ်ပါတယ်ဘာဖြစ်တယ်ဝန်ဆောင်ဝန်ဆောင်ဝေးကပေးတဲ့ကုမ္ပဏီတွေပတ်ဆိုင်ရမယ်ထိုင်းဆိုရလည်းပတ်ဆိုင်ရမယ်ဟာအကုန်ရမှာတောက်တောက်လဲရမယ်ပတ်ဆိုင်ကြီးပတ်ဆိုင်တောက်တောက်လဲရမှာအဲ့တော့မြန်မာလုံသမားတက်စားရှင်းတန်းကလည်းအဲ့ဒီတွေဘာဖြစ်လဲဆိုတော့ပေးမှာပဲဘာလို့တို့ဆက်ပြီးနေထိုင်လို့လို့ဖို့ကလိုတာဘူးပြပေးမှာပဲအဲ့တော့ပတ်ဆိုင်ကထိုင်းရရမယ်အဲ့တော့နှစ်သီးစားသွားပြီနောက်တစ်သီးကလူတက်စားရှင်းတန်းကိုထိုင်းကမင်းတို့ပြန်တော့ပါလို့ထွက်လိုက်လို့ရှိရင် ုက္ခရင်ရောက်မှာထိုင်းမြန်မာမဟုတ်ဘူးဒုက္ခရင်ရောက်မှာထိုင်းဘာဖြစ်လို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးကိုနော်ဘန်ကောက်မြို့ကိုမြန်မာတွေသိမ့်ပိုက်ထားပြီးပြီဒီလိုပဲကျွန်တော်ပြောချင်တယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မြန်မာတွေသိမ့်ထားပြီးပြီဘာနဲ့သိမ့်လဲဆိုတော့အောက်ခြေသိမ့်အလုပ်တွေနဲ့သိမ့်တာနော်အောက်ခြေသိမ့်အလုပ်တွေသိမ့်တာခင်ဗျာ NUG တို့ဘာလို့မြန်မာပြည်ကိုဘယ်လောက်သိမ့်ပိုက်ထားပြီးပြောတာအဲ့ဒါလေပဲ तू ပြောရမှာငါတို့ထိုင်းနိုင်ငံသိမ့်ထားပြီးပြီလို့ပြောရင်တို့ပိုတော့မှန်သေးတယ်ဘာလို့ဆိုတော့ထိုင်းနိုင်ငံရဲ့အောက်ခြေသိမ့်အလုပ်တော်တော်များများကိုမြန်မာတွေသိမ့်ပိုက်ထားတယ် ပြောချင်တာတော့ဗောနာကျွန်တော်တို့ထိုင်းဆိုရကိုမြန်မာရွှေပြောင်းလို့ဒီမားတွေရတယ်ပြီးတော့မှ ပိုက်ဆံရှာပေးနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ Nikon ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။တစ်ဖက်မှာ Sonos စကောင်စီအနေနဲ့ကျွန်တော်ရွှေပြောင်းလို့သမားတွေစီကနေပြီးတော့မှအခွန်တွေလည်းအခုဆိုရင်တိုးမြင့်ကောက်ဘိုးလို့ဆောင်နေတဲ့ပြီးတော့မှအတင်းကျပ်ကောက်ခွင့်မှုတွေလည်းကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်။ဒီချိန်မှာ Timex ကနေပြီးတော့မှမြန်မာစစ်တပ်ရဲ့လှုပ်ဆောင်ပုံနဲ့ပတ်သက်ပြီးတော့မှဂူကြီးပေးတာတွေရှိသလိုကျွန်တော်နေဆစီမြင့်တဲ့ကြောကနေပြီးတော့မှသူတို့ဖန်ဆီးမိတဲ့ပေါ့နော်။ကျွန်တော်မြန်မာရွှေပြောင်းလို့သမားတွေကိုလည်းစစ်တပ်တွေကတင်းတွင်းပို့နေတယ်လို့ကြားသိရတာပဲဖြစ်ပါတယ်။ဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့အနေနဲ့ NUG ပေါ့ဝဲတော်လန်ဖွဲ့စီတွေကနေပြီးတော့မှ ဒီကိစ္စတွေမှာထဲထဲဝင်ပူပေါင်းပုံရင်းနဲ့ပေါ့နော်အရေးစဲမဲ့အချိန်ဖြစ်နေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ဒီကြုံမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှတ िश ွနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုရှင်းပြခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ပူးတူမနေပြီးတော့မှယူကောက်ပွဲကနေပြီးတော့မှသဆင့်လီလွတ်တော်ထဲဝင်မဲ့ပေါ့နော်အမတ်တွေကိုတွေ့နေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လဲရအောင်နော်ရပါမယ်ဦးကြီးတို့မန်းချော်လေး အရာဝတီမှာမြို့ကြီးချောင်းမြို့ကိုဆက်သွယ်ပေးထားတဲ့အဲမိုးပြန်လိုင်းနေလက်ဆွဲပေးထားမယ်မိုးပြန်မြို့ချောင်းမြို့ကိုမိုးပြန်ရထားလိုက်နေမိုးပြန်ရထားလိုက်ရသူဆက်သွယ်ပေးမယ်ဆောက်လုပ်ပေးမယ်ကျွန်တော်တို့ကအပြောမဟုတ်ပါဘူးတကယ်လုပ်ပေးမှာပါလူတို့ကိုဂျင်းထဲလူတို့ကိုလိမ့်နေလူတို့ကိုညားတယ်တကယ်တဲ့အစိုးရတရန်ကောင်ကကြီးချေမလုပ်နိုင်လို့ကျမတို့အပေါ်ဝင်တီတူတွေကဝိုင်းဝန်းပြီးမေးခွန်းထုတ်တဲ့အခါမှာယာလူကလည်းနှုတ်ထွက်ပါတယ်ဆိုပြီးအနာယူသွားတယ်အဲ့ဒီလူကောင်မျိုးတွေကိုကျမတို့ကတိုင်ငန်းစာပြဖို့လုပ်တယ်နောက်တစ်ခု အာခန္ဓာဒီဒီမှာတက်တည်နားနေတဲ့ပညာရှင်တွေဖြစ်ပါတယ်ဒါကြောင့်မလို့လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပြီးမဲပေးပါဆိုတော့လူကတခိုးတွေလည်းပါတယ်ချိုးတွေလည်းပါတယ်ကြာကူလီတွေလည်းပါတယ်မရင်ငယ်တွေလည်းပါတယ်အဲ့ဒီလူကောင်းတွေကိုလူမကြည့်ပဲပါတီကြည့်ပြီးမဲပေးလိုက်တယ်အစိုးရတက်တန်းအတွင်းမှာဘာဖြစ်လဲဝန်ကြီးဌာန73ခုမှာ930နဲ့ဖန်ပြီးရအကျွေးတင်ခဲ့တယ်ဘီလီယံ900ကျော်အကျွေးတင်ခဲ့တယ်နိုင်ငံတော်မှာအကျွေးတင်ခဲ့တယ်သာဟာပေါပြတယ်လေလူကိုမကြည့်ပဲပါတီကိုပဲကြည့်ပြီးသူရဲကောင်းဝါဒကိုးကွယ်ခဲ့တဲ့အကျိုးဆက် ဒါကြောင့်မလို့ကျမတို့ကဒီနေ့အချိန်မှာဟာမပုတ္တကိုတော့ဘယ်လွတ်တော်တယ်မှာမြင်ချင်ပါလေဘသူ့ကိုဘသူ့ကိုတော့လွတ်တော်တယ်မှာလွတ်တော်မှာသိမြင်ချင်ပါလေဆိုတော့တွေးကောင်းဝါဒတွေးရဲကောင်းဝါဒမကူးကွယ်ဖို့လိုအပ်တယ်ထိုးလူကအချိန်ဘယ်လောက်ရှိတယ်လဲထိုးလူကနိုင်ငံတော်မှာသက်စာဘယ်လောက်ရှိတယ်လဲထိုးလူဟာလက်ရှိနိုင်ငံရေးလောကတော့မဟုတ်အများပြည်သူတွေရဲ့ရင်ထဲကိုဘယ်လိုပုံစံမျိုးနဲ့ချင်းချင်းဝင်ရောက်ခဲ့တယ်လဲမူလလာရလမ်းကြောင်းမူလစင်းတဲ့တိုက်ကိုအရေးကြီးတယ်ပြောချင်တာတော့ NL ကိုဥတည်ပြီးတော့မှာပါနော်တို့တို့အနေနဲ့ဒီရွေးကောက်ပွဲမှာ ီတကယ်ကိုပြည်သူတွေတက်ကိုစားပြပြတော့မှလှုပ်ဆောင်မဲ့ဒီပါတီဝင်တွေကိုပဲမဲပစ်တင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မျောလင်မျောစားပြောဆိုနေတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်မြန်မာပြည်သူတွေအကျွေးနွန်နစ်နေရတာကစစ်ကောင်စီရဲ့လွှဲရတဲ့ပြည်သူတွေမှာကျွန်တော်ပြည်သူတွေဒီလိုမျိုးပေါ့နော်အကျွေးနွန်တွေနစ်နေပြီးတော့မှဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီခေါင်းဆောင်တွေကနေပြီးတော့မှကိုပိုင်လင်းတို့မှအခုဆိုရင်ဝယ်ထားပြီးပြီပဲဖြစ်ပါတယ်ဒါတွေကြီးချင်းအဖြစ်ဒီကောင်တွေတော့ကိုကျိုးပဲကြည့်ပြီးတော့မှ သူတို့အနေနဲ့ပေါ့နော်ရာထူးတစ်ခုခုလိုလာပြီဆိုတာနဲ့ပြီးပေါ့ထွပြဖို့စူးစမ်းနေတယ်ဆိုတာကိုလည်းဒီပေါ်မတွေကိုယ်တိုင်ရင်ပြတော့မှသိရှိတင်တာပဲဖြစ်ပါတယ်ရုပ်ောက်ပွဲကိုအကြောင်းပြပြတော့မှအခုဆိုနေကတဲ့ပေါ့ရှားနေကြတဲ့စကောင့်စီရာရှိတွေနဲ့ဒီစခွေးတက်တက်ရာဆိုတော့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေပုံနဲ့ပေါ့နော်ပေါ်မတွေကိုကျင်းထဲလို့ကောင်းနေတော့မှဖြစ်ပြတော့မှနောက်မှယုံနေကြတဲ့အောက်တန်းစာအယူကတွေကတော့အခုချိန်ထိရှိနေသေးတာပဲဖြစ်ပါတယ်ပုသူမလည်းအဲ့ဒီထဲကတယောက်ပါဝင်ပဲပေါ့နော် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အဘသာကိုကြီးဆိုတဲ့ငနယ်ကနေပြီးတော့မှစစ်ကောင်စီရဲ့ဝတ်တော့ရင်နေဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပေါက်ွဲပြောဆိုထားမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဘိုးရတက်မလို့ဆိုရဘုံလက်ရှိစစ်ကောင်စီလို့ပြောတယ်နော်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခင်ဗျ။ဖောင်းလက်နဆနက်တစ်နော်။အာနာသာသာဖိနှိမ်ခြင်းမှာဖြစ်ဒီကလေးကမော်တော်ဆိုင်ကယ်လိုလိုင်စင်လွတ်ပါဆိုပြီးတော့လိုင်စင်ခွင့်ပြုခဲ့တဲ့ခါမျက်နှာ ဲ့နာဘူးဘယ်သူမှမလုပ်ကြဘူးကိုကြီးဆိုလို့ရှိရင်ကိုကြီးဆိုင်ကယ်လေးတွေကိုကြီးလိုင်စင်တက်လိုင်စင်ဝယ်တယ်နော်ကိုကြီးမှရှိရဲဝတ်တော်လေးတွေကိုလိုင်စင်ပေါက်ဝယ်တယ်တကယ်ချင်းပေါက်တဲ့ကိုလည်းလိုင်စင်ဝယ်ထားကြရေးဒီချိန်မှာဆိုင်ကယ်စီးရလိုင်စင်ငယ်လေးဆိုပူကောင်းနေလို့ပြောတယ်ဒါပေမဲ့ဘယ်သူမှမလုပ်ဘူးအာစစ်ကောင်စီးရပေးတဲ့လိုင်စင်ငါတို့မလုပ်ဘူးတို့မလို့ကြတို့စောက်ကြီးစောက်ကြီးတွေပြောနော်အဲ့တော့အခုဖမ်းတဲ့အခါကျမှအာဖမ်းလာရင်လို့စင်ရသားပြည်သူလူထုတွေငင်းတာသိပါတယ်ဆိုတဲ့ကားလေးကိုကြီးတော့အစီအမပြေတော့မှာ။ငါကိုကြီးဆိုင်ကယ်ကိုကြီးလိုက်တဲ့ဆန်းတိုးရမယ်။ကိုကြီးကပြီးတဲ့အဖို့ရှိတယ်။ ိုလိုက်ချင်းရှိတယ်ဆိုမဲ့ဒီအိုက်ဆိုင်ကြီးအောက်မှာငုတော့အိုက်တိုင်းရက်တာဘာကြောင့်လဲဆိုတော့စီးဖို့ဖုံမရှိဘူးဘယ်သူမှအကိုကြီးရဲ့ဆိုင်ကြီးအခွေထဲမှာလိုက်စင်ဝင်လာတဲ့ဆိုင်ကြီးတစ်စီးမှမရှိဘူးဘယ်သူမှဝင်ကြဈေးကကြီးလို့လားဆိုဈေးကလည်းမကြီးဘူးနော်ပတ်စံနေနည်းနည်းလေးပဲယူထားတာနော်ကိုကြီးရဲ့ဆိုင်ကြီးနော်အဲ့တုန်းကကိုကြီးဆိုင်ကြီးသိန်း၄၀ပဲအခုဆိုလို့ရှိရင်အဲ့ဆိုင်ကြီးသိန်း50 60လောက်ဖြစ်တယ်နော်အဲ့သိန်း၄၀နဲ့ဆိုင်ကြီးကိုသူတို့လိုက်စင်ဝင်လို့ယူရတာ၄သိန်းပဲယူနော်သိန်းရှားကြီးရဲ့ဆိုင်ကြီးသိန်း20နဲ့25သိန်းနဲ့20ကြားယူသိန်းရှားကြီးတဲ့ဆိုင်ကြီး25သိန်းလောက်မပေးနိုင်ကြဘူး နော်ရင်နာမှုတော့ကောင်းတယ်ကိုကြီးဆိုင်ကိုကြီးစီးရဲ့ဆိုင်ကယ်ဆိုတာအဆုံဆုံးပဲဒီကောင်ဆိုင်ကယ်တွေလမ်းပြနေတာပဲမဝင်ဘူးလိုင်စင်မဝင်ဘူးအဲ့တော့ဖန်းကစီးရည်လုတော့မှအာကျွန်တော်တို့လိုင်စင်လေးပါလာဆိုတေးတော့ကိုကြီးကစိတ်လက်ခံပြီးလို့မရအောင်ဆိုတာဟုတ်ပြီလားဒါပြတ်ပတ်မပြရည်ပြောတာပေါ့တစ်ခါမပြရည်ပြောတာနော်ဒါဖန်ကယ်စီးရဲ့သူကြီးဘက်ကဒါချိုရင်းချက်ကိုကြီးကတင်းပြတိတ်ကြရုံပေးလိုက်ဘူးနော်ဒီဘက်ကကိုကြီးပြန်ပြောမယ်တိတ်ကြရုံပေးလိုက်ဆိုင်ကယ်လိုင်စင်တန်း တိုင်းကလိုက်ချင်းဝင်ဝင်ပြေးနေဆိုတော့အဲ့ဒါဘူးရပြေးတယ်။မောင်ရင်းလုံးဝအဆင်မကြတော့ဘူး။အခု2025တော့ရောင်းတယ်။နော်ကိုကြီးဆိုင်ကယ်ကြီးလိုက်ချင်းတန်းတူနှစ်ခါတော့ရှိတော့။ဟုတ်ပြီလား။မကြတော့ဘူးဆိုပြီးပျောက်သွားတာတော့ဘောကဝင်ပြီးတော့ဘာကြောင့်မပြေးတော့။ဟမ်။စဉ်းစားလို့မရအောင်။အဲ့ဒီဆိုင်ကယ်ကြီးရဲ့ license ပြရတဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းသူအကြောင်းကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်ကိုကြီးညံမပြီးတော့ license မပြီးတော့ကိုကြီးပြောတယ်မပြောချင်းအဲ့တော့ကိုကြီးပြောချင်တာကတန်းပေးတိုးတော့ကနော် license တန်းကြီးပေးတဲ့အချိန်တုန်းကမဝင်တာတဲ့လူတွေကအပြစ်ပဲ တကယ်ဟုတ်ပါနော်ပေါ်ပန်းလေးဆိုရပြောဆိုထားတာဖြစ်ပြီးတော့မှကျတို့စစ်ကောင်စီအနေနဲ့တို့ဇာဝင်ရက်ချင်လို့လို့ခုဆိုရင်လဲစင်မဲ့ရင်တွေဖမ်းဆီးနေတာကပြည်သူတွေရဲ့ပြည့်စုံပြီးတော့မှဒီကောင်ကနေပြီးတော့မှပြစ်တင်ထားတာဖြစ်ပါတယ်။ကာညာနာလူတွေကဆိုရင်တော့ကျတို့အလုံးတည်ထားတဲ့အတိုင်းပဲတို့ငွေရဖို့ဆိုရင်တော့ကျတို့ဝယ်ထားတဲ့ရီစိုက်ကယ်တံပိုးတွေရဲ့အထက်ဝက်နေပါလောက်ပေါ့ပါနော်တို့ရအနေနဲ့လိုင်စင်ကြီးဆိုပြီးတော့မှတောင်းခံနေကြတော့လဲကျွန်တော်အလုံးလည်းတရှိထားတာပဲဖြစ်ပါတယ်အခုလိုမျိုးပေါ်ပန်းလေးစရပြောဆိုနေပြီးတော့မှစစ်ကောင်စီရဲ့လို့ရဲ့မှတ်သမီးကမှန်တယ်ဆိုတော့ ပုံစံမျိုးတွေနဲ့ပေါ့နော်ဘူးပိတ်ညင်းနေကြတဲ့အုပ်စုတွေကလည်းအခုချိန်ထိမြန်မာပြည်မှာရှိနေတော့မှဖြစ်ပြီးတော့မှအဲ့လိုမျိုးကောင်တွေကြောင့်မှကျွန်တော်တိုင်ပြည်ကပြည်သူတွေတနေ့ထက်တနေ့ပို့ပြီးတော့မှစီးရဲနုံနဲ့နေရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှစစ်ကောင်စီရဲ့ပြည်သူမျိုးလူချင်းကိုမခံတဲ့တော့ဘယ်နဲ့ဒီတော်လိုက်မှာထဲထဲဝင်ပို့ပေါင်းပေါင်းလိုက်မယ်ဆိုတော့ကျွန်တော်မကြခင်မှာတော့ကျွန်တော်စိုက်ထားတဲ့အသီးတွေကိုပြန်ပြီးတော့မှရေးရတော့မယ်ပေါ့နော်အချိန်ကောင်းတွေလည်းရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ကျွန်တော်ဒီနေ့နေခင်းမတစ်ဖက်ဗီဒီယိုကိုဒီနေ့ဘာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြည်သူတွေတော့မှတာယာချင်းနဲ့နေ့တလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။